မင်္ဂလာပါရှင်ဗန္ဒလီခေတ္တကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးမြမအရေးဖြစ်ရှင်အာဆီယံဘုံသဘောတူညီချက်၅ချက်ပေါ်ယုံကြည်မှုပြန်ရရှိစေရန်အာဆီယံကဆက်လက်တွန်းအားပေးမည်ဟုမလေးရှားနိုင်ငံသားဝန်ကြီးပြောကြားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မြန်မာအရေးဖြစ်ရှင်ရေးအာဆီယံဘုံသဘောတူညီချက်၅ချက်ပေါ်ယုံကြည်မှုပြန်ရရှိစေရန်အာဆီယံကဆက်လက်ကြိုးပမ်းမည်ဟုမလေးရှားနိုင်ငံသားဝန်ကြီးဒူကူဆရီမိုဟာမဒ်ဟဆန်ကပြောကြားပါရယ် စက်တင်ဘာလ29ရက်နေ့အကျဉ်း80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံတွင်၎င်းကအချက်ပါအတိုင်းပြောဆိုခြင်းဖြစ်ပြီးမြန်မာနိုင်ငံတွင်တည်ငြိမ်ရေးနှင့်လုံခြုံမှုပြန်ရရှိရေးလှုံ့ဆော်ခြင်းအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလည်းယုံကြည်မှုပြန်လည်ရရှိစေရန်အာဆီယံကလှုံ့ဆော်ရမည်ဟုပြောဆိုသွားခြင်းဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်သဘောတူညီထားသည့်အပြည့်ခက်ရေးစရေးပြက်ပြားသွားသည့်အတွက်အချို့နေရာများတွင်အပြည့်ခက်ရေးစရေးပြက်ပြားသွားကြောင်းအကြမ်းဖက်မှုများကြောင့်ရက်သားများကိုဆက်လက်အန္တရာယ်ပြုနေခြင်းပေါ်အာဆီယံနိုင်ငံသားဤဝင်ကြီးကအလွန်စိတ်ပြက်မိကြောင်းထုတ်ဖော်ပြောဆိုပါသည်။ အာနာချုပ်ကန်ထားသူတွေအနေနဲ့မြန်မာနိုင်ငံကတရားပိတ်ဆို့ထားတဲ့နိုင်ငံမဟုတ်ဘဲဒေတာတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာအမှတ်ရဖို့တာဝန်ရှိပါတယ်မြန်မာအချက်တွေကိုမြန်မာတွေကိုယ်တိုင်ဥဆောင်ပြီးကိုယ်ပိုင်ဖြည့်ရှင်းမယ်ဆိုရင်ပြည်သူတွေအလုံးတောက်ပပြီးလုံခြုံတဲ့အနာဂတ်ရှိလာမှာပါဟုမလေးရှားနိုင်ငံသားအဝင်ကြီးကတတိပေးပြောဆိုပါတယ်အာဆီယံအဖွဲ့အနေနဲ့ငြိမ်းချမ်းရေးကိုအမှခံပြီးလုံခြုံရေးအကောင်းစီရေးစီးပွားရေးကြမ်းကြမ်းခံနိုင်ရေးမြင့်တင်ရေးနဲ့ဒေတာတွေရေရှည်တည်တံ့ရေးပန်းနိုင်များမြင့်တင်ရေးတို့တွင်ဒေတာတွေအစု ဖွဲ့တစ်ခုအနေဖြင့်အရေးပါသောအခမ်းအကဏ္ဍမှာဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါသည်။လက်ရှိတွင်မလေးရှားနိုင်ငံကအာဆီယံဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်နေပြီးမြန်မာပြည်အတွက်ထင်သာမြင်သာရှိသောဖြည့်ရှင်းမှုမျိုးဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပေ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စီးရေးချိန်မြင့်ရန်အတွက်နေပြည်တော်လုံခြုံရေးနှင့်စစ်စင်ရေးများကိုအထူးတာဝန်ယူထားသည့်ကာစာထ6ကိုဖျက်သိမ်း၍စစ်အင်ကားစဉ်ပြောင်းလဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်ကအထူးတာဝန်နှင့်လုံပိုင်ခွင့်များပေးအပ်ထားသည့်စစ်စင်ရေးအထူးဖွဲ့ကာစာထများ၏ဖွဲ့စည်းပုံကိုယခုစက်တင်ဘာလတွင်အပြောင်းလဲများပြုလုပ်ခဲ့ကြောင်းသိရပါသည်။နေပြည်တော်လုံခြုံရေးနှင့်စစ်စင်ရေးများကိုအထူးတာဝန်ယူထားသည့်အမတ်ချောင်းစစ်စင်ရေးအထူးဖွဲ့ကာစာထ6ကိုလုံးဝဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်းတ တတရင်းရင်းမြစ်ထံမှသိရပါတယ်။ကာဆာဒသုံးမှုကိုရတနာဘုံမဲဆန္ဒနယ်ကနေရွေးကောက်ပွဲဝင်အရွေးခံရမယ်လို့သတင်းတွေလည်းထွက်နေတယ်။ပြန်ကျင်းနေတဲ့တပ်ဖွဲ့စည်းပုံကိုလည်းပြန်စုစည်းပြီးလူ လူမြင်ကောင်းအောင်လုပ်ချင်တဲ့သဘောလို့သူတို့တဲမှာတန်ထွက်နေတယ်ဟုတက်တရင်ရှင်မြစ်ကဆိုပါတယ်ဖြတ်သိမ်းလိုက်တော့ကာစာတာချောင်းမှုဖြစ်သူဒုတိယဗိုလ်ချုပ်ကြီးနေလဲအောင်ကိုကာစာတာတစ်အထူးဖွဲ့မှုနေရာသို့ပြောင်းရွှေ့တာဝန်ပေးရခဲ့ပါတယ်စီရင်ရှင်မြစ်နိုင်ရန်အတွက်ကာစာတာချောင်းကိုဖြတ်သိမ်းက၎င်း၏တာဝန်များကိုကာစာတာငါးအုပ်သို့စုစည်းထည့်သွင်းလိုက်ကြောင်းသိရပါတယ် ဖွင့်စည်းပုံပြောင်းလဲလိုက်ခြင်းကြောင့်စစ်တိုင်းမှုများသည်တပ်မမှုအဆင့်များသာလုပ်ပိုင်권ရှိတော်မူဖြစ်ပြီးကာဇာဒမှုများ၏လုပ်ပိုင်권ကိုမြင့်တင်ကစစ်ကစားလာနိုင်ခြင်းရှိသည်ဟုသုံးသပ်ထားပါသည်စစ်စင်ရေးအတွက်ကာဇာဒအသစ်သည်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါကအနောက်မြောက်ပိုင်းစစ်ဌာနချုပ်နမခရှိသည့်ကချင်စကိုင်းချင်းနယ်ရောဒေသများကိုစီမံခွင့်ရရှိပြီးစစ်စင်ရေးအတွက်ကာဇာဒနယ်မှာအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရမကအရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ရပါကအရှေ့လယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရလကထွေကန်ဒေသ တာတိုင်းစစ်ဌာနချုပ်ဒါတာခါရိုရှိယာရှမ်းပြည်နယ်ဒပြည်နယ်လုံးနဲ့ကရင်ပြည်နယ်ပါဝင်ပြည်နယ်များကိုတာဝန်ယူထားရကြောင်းသိရပါတယ်။ စစ်စင်ရေးဒုဘဲကစားဒသုံးမှာအနောက်တောင်တိုင်းစစ်ဌာနချုပ်နာတာခအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နာပါခါတို့ရှိသည့်အေယဝရီနဲ့ရခိုင်ပြည်နယ်တို့ကိုစီမံခန့်ခွဲခွင့်ရပြီးစစ်စင်ရေးဒုဘဲကစားဒလေးမှာလည်းပြောင်းလဲခြင်းမရှိဘဲကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းတို့ကိုစီမံရမည်ဖြစ်ကြောင်းသိရပါသည်စစ်စင်ရေးဒုဘဲကစားဒ၅သည် နေပြည်တော်တိုင်းစစ်ဌာနချုပ်နာပါတာရန်ကုန်တိုင်းစစ်ဌာနချုပ်ရကတာအလေးပိုင်းတိုင်းစစ်ဌာနချုပ်လပါခတောင်ပိုင်းတိုင်းစစ်ဌာနချုပ်တပါခတို့ရှိသည့်နေပြည်တော်ရန် န်ကုန်မန္တလေးမကွေးနဲ့ပဲခူးတို့ကိုညွှန်ကြားရမည်ဖြစ်ပါတယ်။ရေကောက်ဘွဲမတိုင်ခင်စည်ရေးရှိန်မြင့်ရန်ဟုရည်ရွယ်ကစစ်စင်ရေးအထူးဖွဲ့များကိုပြောင်းလဲလုပ်ခဲ့သည်ဆိုတော့လေယခုကာလအတွင်းစစ်ကော်မရှင်ကအရာရှိများကိုအရက်ဘက်သို့ပြောင်း၍ရေကောက်ဘွဲဝင်ရောက်ဆွဲဖက်ခွင့်ပြုထားကြောင်းသိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောင်မဲမြို့ပေါ်သို့စစ်တပ်ကလက်နက်ကြီး drone များဖြင့်ဇက်တိုက်ပစ်ခတ်နေသဖြင့်မြို့ပေါ်တွင်မိလောင်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်ကြောင်မဲမြို့ပေါ်ကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီး drone များဖြင့်ဇက်တိုက်ပစ်ခတ်တိုက်ခိုက်နေ၍မြို့ပေါ်နေရာတချို့မှာမိလောင်ကျွမ်းနေကြောင်းဒေသပြည်သူများကပြောဆိုပါရသည်။ ယနေ့စက်တင်ဘာ30ရက်မုံလွယ်ပိုင်းမှာစတင်ပြီးအကျန်းဖက်စစ်တပ်ကကြောင်မဲမြို့ပေါ်ကို drone နဲ့နေကြီးများဖြင့်ဇက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။အကျန်းဖက်စစ်တပ်၏တိုက်ခိုက်မှုကြောင့်ကြောင်မဲမြို့ပေါ်ရှိတတော်ယုံနဲ့ရဲစခန်းအပါဝင်ဌာနဆိုင်ရာအဆောက်အဦများမိလောင်နေပြီးမြို့ပေါ်အခြေအနေမှာလည်းရှုပ်ထွေးနေကြောင်းသိရှိရပါတယ်။ စစ်တပ်ကလက်နက်ကြီးတွေနဲ့ကို drone နေနဲ့ကိုဇက်တိုက်ကိုကြောင်မဲမျိုးပေါ်ကိုပစ်ခတ်တိုက်ခိုက်နေတော့နောက်ပြီးတက်တော်ယုံနဲ့ရဲစခန်းလည်းမီးလောင်နေတဲ့တိုက်ပွဲကလည်းဆက်ဖြစ်နေတော့မယ်စစ်တပ်စစ်ကြောင်းကမြို့နာထိကတ်လာလာတော့ဟုတ်တယ်မြို့ပေါ်ရောက်မရောက်ဆိုတာတော့အတိမပြုတ်နိုင်သေးဘူးမြို့ပေါ်ခြေနေတွေကရှုပ်ထွေးနေတယ်ဟုဒေသပြည်သူတို့ကပြောဆိုပါတယ်လက်တလုံးစစ်တပ်ကကြောင်မဲမျိုးနဲ့အနီးဆက်ဆုံး၄မိုင်အကွာသို့ရောက်ရှိနေပြီဖြစ်ကြောင်းကြောင်မဲမျိုးစင်ရေးခြေနေမှာအပြင်းထန်ဆုံးခြေနေကိုရောက်ရှိနေကြောင်းတော်လန်ရေးတရင်ရေးမြစ်တချို့ရဲ့ပြောဆိုချက်အရသိရပါတယ်

နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ဖြူကိုတင်းချုံနိုင်ပြီဟုစစ်ကောင်မရှင်ကဝါရပြက်နေတော့လဲဒညရီရဲ့တက်ထနာကျုံမှာတိစုံအရာရှိကြီးများကိုတိတ်တဆိတ်တကြိုနေရဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မှာစစ်ကောင်မရှင်နဲ့အာရခတ်တော်အေအေတို့ဖြစ်ပွားနေတဲ့တိုက်ပွဲတွင်အေအေကစစ်ရှုံးနေသည်ဟုစစ်ကောင်မရှင်ကဝါရပြက်ရေးသားမှုများရှိလာကြောင်းသိရပါရယ်။ရဲနေငယ်တိုက်ပွဲရပ်တန့်ပြီးနောက်ပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့ကအေအေတင်းချုံထားတဲ့နေမြေများကိုစစ်ကောင်မရှင်ကစစ်ကြောင်းထိုးလာသည့်အတွက် ယ်တိုက်ပွဲအပြင်းထန်ပြန်လည်ဖြစ်ပွားလာကြောင်းသိရပါတယ်။ထို့သူဖြစ်ပွားသည့်တိုက်ပွဲများတွင် EA ကပျောက်ကြားစနစ်နဲ့တံပြန်ထိုးစစ်များကိုအသုံးပြုခဲ့တဲ့အတွက်စစ်ကောင်စီဘက်ကအထင်အားပြီးတိုက်ပွဲနေမြေတွင်ပိတ်မိနေမှုများလည်းရှိကြောင်းဒေတာသတင်းရင်းမြစ်ထံမှသိရပါတယ်။တိုက်ပွဲတွင်စစ်ကောင်မရှင်ဘက်ကရာရူအကြီးပိုင်းဖြစ်သည့်ဗိုလ်ကြီးနှင့်အများစုသေဆုံးပြီးကြောက်ဖြူတရင်များမှထားရှိသည့်ဈေးရုံများ၌ကုသ၍မရနိုင်တော့တဲ့အတွက်စစ်တွေနဲ့ရန်ကုန်ကိုပါဒဏ်ရာရရရှိများကိုပို့ဆောင်နေရကြောင်းသိရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာ22ရက်နေ့ကဒညောင်ရီရဲတဲဌာနချုပ်တွင်မှရာရူချီစစ်ကောင်မရှင်အရာရှိတို့အေအေလက်ချက်ကြောင့်တိစုံသွားသဖြင့်တိတ်တဆိတ်တကြိုခဲ့ရကြောင်းသိရပါတယ်။ထို့သူစစ်ကောင်မရှင်တပ်ကအထိနာခဲ့တော့လဲကြောက်ဖြူမျိုးပေါ်မှာစစ်ကောင်မရှင်နဲ့နီးစပ်သူများကိုအေအေကဆစ်ရှုံးနေပြီးဖြစ်၍မြန်မာစစ်တပ်၏ထိုးစစ်ပိုင်းအသာရနေပြီးဖြစ်ကြောင်းဝါဒဖြန့်နေတယ်လို့ဒေသခံများရဲ့ပြောဆိုချက်အရသိရပါတယ်။စစ်တပ်ထောက်ခံ Telegram Channel များမှာလည်းစစ်တပ်၏ထိုးစစ်ကိုအေအေကတောက်မခံနိုင်တော့ပဲတက်ပြက်၍ ပြေးနေရပြီဖြစ်ကြောင်းဝါရဖြန့်ချိန်လျက်ရှိပါတယ်စစ်ကောင်မရှင်က22ရက်နေ့နောက်ပိုင်းမှာစတင်ကအေးအေးသိမ့်ပိုက်ထားတဲ့မင်းတပ်တောင်နဲ့စစ်မှုလက်မှုတနေအကြောင်းဘက်ကိုထိုးစစ်ဆင်လှုပ်ရှားနေကြောင်းသိရပါတယ်ထို့ပြင်ကြောက်ဖြူမြို့နယ်နဲ့အင်အားထောင်ချီတုံးကစစ်ကြောင်း၄ကြောင်းခွဲ၍စစ်ကြောင်းထိုးတက်ပြီးအေးအေးဘက်ကလည်းစနိုက်ပါနဲ့ဒရုန်းအုံပြုကစစ်ကောင်မရှင်ကိုအထိနောင်တိုက်ခိုက်နေကြောင်းသိရှိရပါတယ်